ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဤယာဝရီတိုင်းလေးမျက်နာမြို့နယ်ကပန်တော်ကြီးကျေးရွာကိုအရခတက်တူအီအီနဲ့တော်လန်ကြီးပူပေါင်းတက်တွေက အခုရက်ပိုင်းမှာသိမ့်ပိုက်ထားပြီလို့ဒေသခံတွေစီကနေသိရပါဗျ။လက်ရှိမှာအဲဒီရွာကကျေးရွာသားတရှုကိုအရခတက်တော်ကဘေးလို့ရာကိုကီထုတ်ထားရပြီးစစ်ကောင်စီကဘုံကျေးနေလို့ပန်တော်ကြီးကျေးရွာဟာလေးမိလောင်နေတယ်လို့ဆိုပါဗျ။ပန်တော်ကြီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြမ်းဆုံးများခဲ့ပြီး တက်သားတရှုထွက်ပြေးတာတွေရှိနေတယ်လို့လေဒေသခံတွေကပြောပါရယ်ဧပြီလ18ရက်နေ့ကနေစတင်ပြီးငတိုင်းကျောက်ဘက်ကလာတဲ့ကားတွေရောကွင်းကောက်ဘက်ကလာတဲ့ကားတွေပါပန်နော်ကြီးကို ဖြတ်သွားလို့မရတော့ဘူးလို့ဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုအတည်ပြုထားပါရယ်ပန်နော်ကြီးရွာနယ်လေးမျက်နာမြို့ဟာခုနှစ်မိုင်လောက်သာကော်ဝေးပြီးပသိမ်မုံရွာကားလမ်းမအနီးမှာတည်ရှိတဲ့ကြီးရွာဖြစ်ပါရယ်အေအေဥဆောင်နေပူပေါင်းတက်တွေဟာအခုရက်ပိုင်း ပသိမ်မွန်ရွာလမ်းနဲ့၄မိုင်လောက်အကွာကတုံတော့နဲ့ဝက်ကုန်းရွာတွေကိုတင်ပိုက်ခဲ့ပြီလေဖြစ်ပါရီလေးမျက်နာမျိုးနေမှာဧပြီလ18ရက်နေ့မနေ့ပိုင်းကနေစတင်ပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောကြပါဗျာ